င်္ဂလာပါရှင်ခொနရဲသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေစင်မာကတော့ဆောလနွေနီဖြစ်ပါတယ်စင်မာအနေနဲ့ကတော့အခုကြားရောက်မဲ့1389ခုနှစ်နှစ်သစ်တကြံမင်္ဂလာအခါသမယမှာခொနရဲသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစီးပွားလက်လာပါကြီးလည်းတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန်ဒီယဘေးတွေကင်းဝေးပြီးတော့စိတ်ချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ ဲ့ပြည့်စုံပြီးအေဂျင့်တာရတဲ့ဘဝလန်းခီကိုရှောင်းလန်းနိုင်ကြပါစေလို့ဆ iam မကနေဥစွာပထမစူတောင်းမြစ်တာပို့တာလိုက်ပါရဲ့ရှင်စီစဉ်နေမစတင်ခင်မှာဆင်မအနေနဲ့မြစ်တာရက်ခံခြင်းနာကတော့ဆင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်း share လေးပြုလုပ်ပေးပါဆင်မတို့ရဲ့တရှိခွန်က YouTube channel လေးကိုလည်း subscribe လေးပြုလုပ်ပေးပါเนาะဆင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ ထမဦးစွာ1388ခုနှစ်အတွက်ခုနှစ်တာပြီးတွေထဲမှာတနင်္ဂနွေတာသမီတွေရဲ့နှစ်သစ်အထူးဟော့စတန်ကြီးကိုအရင်ဆုံးဟောပြောပေးသွားမှာဖြစ်ပါတယ်။အဲ့တော့တနင်္ဂနွေတာသမီတွေလက်ရှိ1388ခုနှစ်အတွက်အလောက်ကိုင်းကိစ္စစီးပွားရေးငွေရေးကြေးရေးပိုင်းကျန်းမာရေးအခြေရေးအစပညာရေးနိုင်ငံခြားကံဆောင်ရန်ရှောင်ရန်နဲ့ပြုလုပ်ရမယ့်ရည်ရည်လေးတွေကအစတစ်ခုချင်းရှင်မနေနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်။ အဲ့တော့လက်ရှိပေါ့ဒီနှစ်အတွင်းမှာ1388ခုနှစ်ရဲ့တနင်္ဂနွေသားသမီးတွေရဲ့ကန်ဆာတာပေါ့နော်ကန်ဆာတာကိုအရင်ဆုံးဟောပြောပေးသွားမှာဖြစ်တယ်တနင်္ဂနွေသားသမီးတွေကဒီနှစ်မှာကန်ဆာတာပိုင်းလေးကိုကြည့်လိုက်တဲ့အခါမှာလက်ရှိဒါမြန်မာခုနှစ်1388ခုနှစ်မှာအနှံ့ငယ်ကန်ဆာတာမှိန်တဲ့နှစ်ကလေးကိုကြာရောက်ပါတယ်ဒါပေမဲ့တနင်္ဂနွေသားသမီးအကုန်လုံးမဟုတ်ဘူးအဲ့တော့လူတိုင်းလူတိုင်းမှာတက်ရောက်ရဲ့တက်ရောက်ဆိုတာရှိတယ်ပေါ့နော်ကိုယ့်ရဲ့ကန်ကြမ္မာတက်ရောက်မှာ အာမိမိတို့ရဲ့တနင်္ဂနွေနံတိုင်ထက်ရောက်တဲ့သူတွေအတွက်ကတော့เนาะဒါကောင်းမွန်တဲ့နှစ်ဖြစ်ပါတယ်တနင်္ဂနွေနံကပေါ့เนาะမိမိတို့ရဲ့တက်ရောက်တိုင်အောင်ကြနေတာမျိုးပေါ့เนาะနှိပ်ပြမိနေတာမျိုးပုံမိကြတဲ့သူတွေတွေအတွက်ကတော့ဒီနှစ်မှာကံစရာမှိမ်မဲ့နှစ်ဖြစ်ပါတယ်ဒါပေမဲ့ဆင်မအခုပြောတဲ့အထဲမှာမှာတနင်္ဂနွေတာနေမိတိုင်းအကုန်လုံးမဟုတ်ပါဘူးเนาะအကုန်လုံးမဟုတ်ဘူးဆင်မပြောတဲ့တိုင်ထက်ရောက်နေတဲ့သူတွေတက်ရောက်တိုင်ထက်ရောက်နေတဲ့သူတွေအတွက်ကတော့အဆင်ပြေပါလိမ့်မယ်အာတက်ရောက်တိုင်အောင်ရောက်နေတာတွေပေါ့เนาะနှိပ်ပြမိတာတွေပုံမိကြတဲ့သူတွေအတွက်ကတော့ကံ န်သရားမိန်နေနေလို့ပြောလို့ရမယ်နှစ်ပါเนาะဒီနှစ်ကအဲ့တော့လက်ရှိဒီနှစ်မှာလုပ်ငန်းစည်းဝါးပိုင်းနေပေါ့တနင်္ဂနွေသားသမီးရဲ့အလုပ်ကိုင်းစည်းဝါးပေါ့เนาะဒါအစမအရင်ဆုံးပြပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့အရင်ဆုံးလုပ်ငန်းစီးပွားပိုင်းတွေကိုကြီးလိုက်တဲ့အခါမှာမိမိတို့ကဒီနေ့မှာပေါ့နော်လုပ်ငန်းစီးပွားပိုင်းတွေကစူးစမ်းနေတလောက်ပေါ့နော်အရာမထင်နေဘူးဖြစ်နေတယ်မိမိတို့အနေနဲ့စူးစမ်းတလောက်အရာမထင်ဘူးဖြစ်နေတယ်လုပ်တလောက်အရာမထင်ဘူးပေါ့စီးပွားတက်မလို့တက်မလို့နဲ့အဆင်မပြေဖြစ်နေတဲ့နှစ်ကလေးတွေကြာရောက်တာပေါ့နော်ဒီနေ့ပိုင်းထဲမှာစီးပွားရေးပိုင်းတွေမှာစူးစမ်းပြီးတော့နော်ရှာဖွေရမယ်ခက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 ်နော်ဒါစူးစမ်းရုံးကန်နေရမယ်အဲ့တော့လုပ်ငန်းပိုင်းတွေမှာအဆင်မပြေမှုလေးတွေပေါ့နော်အထင်းငယ်လေးတွေတစ်ခုပြီးတစ်ခုကြုံတွေ့နေရတတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့လုပ်ငန်းသစ် ျန်စီတိတွေလည်းပေါ်လာတာမျိုးတွေရှိလာနိုင်တယ်ပေါ့နော်စိတ်ကူးအကျန်စီတိတွေပေါ်မယ်လုပ်ငန်းသစ်အကျန်စီတိတွေပေါ်မယ်ဒါမဲ့ဒီနေ့ပိုင်းထဲမှာပေါ့နော်ရင်းနှီးမြှောက်နှံတဲ့အလုပ်တွေကတော့လုံးလုံးမရသေးတဲ့နှစ်ဖြစ်တယ်အဲ့တော့ယင်းနှီးမြုံနယ်ဆိုငွေရိုးရာနဲ့ချီပြီးတော့ယင်းနှီးမြုံနယ်မှုတွေလုံးလုံးမရသေးပါဘူးเนาะအဲ့ဒါကြောင့်မို့လို့ငွေရိုးအရင်းနှီးနှန်းနှန်းနဲ့လောက်တဲ့လုပ်ငန်းတွေလုံးလို့ရပါတယ်အဲ့တော့လမ်းစဉ်ဝင်ငွေထက်နေ့စဉ်ဝင်ငွေရရဲ့လုပ်ငန်းလေးတွေတွဲပြီးတော့စီးပွားရှာနိုင်မှသာအဆင်ပြေလိမ့်မယ်ဘောနော်လောဘကြီးလို့မရပါဘူးဒီနေ့ပိုင်းထဲမှာ ။ဘာပဲလုံးလုံးစိတ်ကိုအေးထားပြီးလုပ်ပါလောဘဒေါသမောဟနဲ့လုံငယ်စည်းပွားလုပ်ချင်ပျက်စီးမဲ့အနေထားလေးတွေရှိမယ်။နော်ဒုက္ခရောက်တတ်ပါတယ်။ထို့ကြောင့်စိတ်ကိုအေးထားပြီးတော့လုံငယ်စည်းပွားလုပ်ပါဖြန်းလန်းနည်းနဲ့စည်းပွားရှာတာရှာခြင်းလုပ်ငန်းပြုလုပ်ခြင်းအထူးရှောင်ပြရမယ်နှစ်ဖြစ်ပါတယ်။နော်ဥပမာဒီနေ့ပိုင်းထဲမှာလောင်းကစားလုပ်တာမျိုးပေါ့ဥပမာအခုခေတ်ပေါ်တဲ့ဘောလုံးဘောလုံးလောင်းကစားတွေပေါ့နော်နှလုံးထိုင်သုံးလုံးထိုင်ပေါ့အဲ့ဒီလိုမျိုးလုပ်တာတွေပေါ့နော်ဖြန်းလန်းနည်းနဲ့ စီးပွားရှာတာတွေကနည်းနည်းလေးအားနည်းတဲ့နှစ်ဖြစ်တယ်ထို့ကြောင့်မလုပ်တာတော့အကောင်းဆုံးပဲပေါ့နော်ဒီလုပ်ငန်းလုပ်နေတဲ့သူတွေတတိထားလုံးဝမဲ့အနေထားမှာရှိတယ်လောဘကြီးလို့မရဘူးဆိုတဲ့သဘောပေါ့နော် ဲ့တော့မမရဲ့စ조사အားထုတ်မှုကြောင့်တော့ရလက်ကောင်းတွေထွက်ပေါ်လာမယ်ကိုကဒီနှစ်မှာစီးပွားရေးရပါတော့ဒါလက်ရှိအနေထားတဲ့ပို့ပြီးအားစိုက်ထုတ်ရမယ်ကံအားညံအားရိယအားစိုက်ထုတ်ပြီးတော့ပြုလုပ်နိုင်ရမယ်ပေါ့နော်ဒီလိုမျိုးလုပ်တဲ့သူတွေအတွက်ကတော့အော်နော်ရလက်ကောင်းတွေထွက်ပေါ်လာတာမျိုးတွေရှိမယ်မမတို့ကဒီလက်ရှိပေါ့နော်ဒီ ဒီနှစ်အတွင်းမှာလုပ်ငန်းစီးပွားပိုင်းတွေစတင်ပြီးတော့လုပ်မယ်ဆိုရင်တော့ဘလို့လုပ်ငန်းတွေအကျိုးပေးမလဲဆိုတော့အင်ကာနန်နဲ့ပတ်သက်တဲ့လုပ်ငန်း၊ကြာတာပရင်းနံ၊တောက်ကြံနံပေါ့နော်၊စနေနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဒီနှစ်တော့အားကောင်းနေပါတယ်။ဒီလုပ်ငန်းတွေနဲ့စီးပွားရေးတွဲလုပ်ကြည့်ပါနော်။အာကိုယ့်ရဲ့လုပ်ငန်းစီးပွားလေးတွေကောင်းမွန်လာတာကိုတွေးရလိမ့်မယ်။အဲ့တော့ဘလို့လုပ်ငန်းတွေလဲပေါ့နော်ဘလို့လုပ်ငန်းဆိုအင်ကာနန်တွေဖြစ်တဲ့စက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်း၊စားတောက်ကုန်လုပ်ငန်းတွေ၊စံစီဆေးပေါ့နော်၊စတိုးဆိုင်အာနောက်ပြီးတော့ဆက်တူလုပ်ငန်းလေးတွေနောက်ပြီးတော့ တုတ်တန်တဲ့လုပ်ငန်းတွေဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းနိုင်ငံဆိုင်တဲ့ facet လုပ်ငန်းတွေနီးပညာပိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းအထည်လုပ်ငန်းဓာတ်ဆီဒီဇယ်ထမင်းဆိုင်ထိဆိုင်လုပ်ငန်းနောက်ထပ်ပွဲရောက်လုပ်ငန်းပွဲစားလုပ်ငန်းအတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းပေါ့နော်အလိုငွေအရင်းနှီးမပါဘူးကိုအတက်ပညာဉာဏ်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့အဲ့ဒီဟာတွေကအကျိုးပြုနေပါတယ်အဲ့ဒီလုပ်ငန်းလေးနဲ့ဒီနေ့မှလုပ်ငန်းစည်းဝါးစတင်ပြီးတော့လုပ်မယ်ဆိုရင်တော့ဒီလုပ်ငန်းတွေအကျိုးပြုပါတယ်အဲ့ဒီလုပ်ငန်းလေးနဲ့တွဲလို့ချင်းလုပ်ငန်းစည်းဝါးပိုင်းလေးတွေကောက်မွန်လာမဲ့အနေထားလေးတွေရှိတယ်ပေါ့နော်ထုံလုပ်ငန်းတွေကတော့ကိုအတွက်ဒီနေ့မှအောင်မြင်စေမဲ့လုပ်ငန်းလေးတွေဖြစ်ပါတယ် เนาะအော်ဒီနေ့ပိုင်းထဲမှာမိတ်ဆွေတွေရဲ့အကူအညီလေးတွေရရှိတာမျိုးတွေတွေပေါ့နော်မိကောင်းဆွေကောင်းဆရာကောင်းမမကောင်းထံမှာအကူအညီလေးတွေရရှိတတ်တယ်ပြည်တွင်းပြည်ပခီးလေးတွေတွားတတ်တယ်နော်ပြည်တွင်းခီးစဉ်ပြည်ပခီးလေးတွေတွားတတ်တယ်အဲ့တော့နိုင်ငံခြားနဲ့ first set လုပ်ငန်းဤပညာနဲ့ပတ်သက်တဲ့လုပ်ငန်းလုပ်နေတဲ့သူတွေအဆင်ပြေစေတတ်ပါတယ်ဒီနော်ဒီနှစ်အတွင်းမှာ တော့မမီးကဝန်ထမ်းဖြစ်နေတယ်ဆိုရင်ပေါ့ဒီနေ့မှာအလောက်ကိုင်းနေမှာလူရောစိတ်ပါပင်မနေလိမ့်မယ်အကြီးကဲထက်လူကြီးဖီးအားပေးခံတာမျိုးလေးတွေကြုံတွေ့ရမယ်အလုံးမှာစိတ်ပင်မလူပင်မဖြစ်မယ်လုံးတလောက်အရာမထင်တာမျိုးတွေရှိမယ်ပေါ့နော်ကိုကစူးစားလောက်ကိုင်းနေပေမဲ့နော်ကိုရဲ့လောက်လောက်အားတွေကိုအရာမထင်တာမျိုးလုံးတလောက်အရာမထင်ဘူးပေါ့နော်အဲ့လိုမျိုးလေးတွေအမေဒီကန်စတာအရာတော့ မမီတို့ကဒါယာတုလန်စာတော့တိုးနိုင်နေပေါ့နော်ဒါပေမဲ့လည်းကိုမျောလင်းထားတော့မဖြစ်နေဘူးပေါ့အဲ့လိုမျိုးလေးတွေပေါ့နော်ရှိရဲ့နောက်ပြီးတော့အပြောင်းရွှေ့ပြောင်းလဲကိစ္စတွေပေါ်မယ်လုပ်ငန်းပြောင်းလဲတော်လကောင်နေရာဌာနပြောင်းလဲတော်လကောင်ပေါ်လာလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အစိုးရဝန်ထမ်းဆိုတင်းတန်းတယောက်ကိန်းလေးတွေရှိမယ်အပြောင်းရွှေ့ပြောင်းလဲကိစ္စတွေပေါ်မယ်နော်အကြီးကဲထက်လူကြီးဖိအားပေးခြင်းခံတာမျိုးအကြီးကဲထက်လူကြီးပြောင်းလဲပေါ်တာမျိုးတွေကြုံရနိုင်တယ်နော်ဒီလာထဲမှာဒီနှစ်ထဲမှာအဲ့တော့မမီတို့အနေနဲ့ပေါ့နော်ဝန်ထမ်းဆိုရင်လည်းပဲဒီလက်ရှိနှစ်အတွက် တပိုင်းတနိုင်ကိုပိုင်းလုပ်ငန်းလေးတွေတွဲလုံးနိုင်တော့ပိုအားကောင်းလိမ့်မယ်ပေါ့နော်အဲ့တော့ဒီရှေ့ပိုင်းမှာပြောခဲ့တဲ့ကိုကအာလာစင်ဝင်ငွေထက် daily ဝင်ငွေရတဲ့အလုပ်လေးတွေတွဲလုံးနိုင်တော့ပိုပြီးအားတာလိမ့်မယ်နော်တနင်္ဂနွေသားသမီးတွေကအဲ့တော့ဝင်ငွေတစ်ခုတည်းပေါ့နော်ရက်တင်နေလို့မရတဲ့အနေထားလေးတွေရှိရဲ့ပေါ့နော်အဲ့တော့မမီးက ဒီဒီနေ့ပိုင်းထဲမှာရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေပေါ့နော်ရောင်းဝယ်အတက်ကြတော့ရှိမယ်အဲ့တော့ယာတီပေါ်ယာတီပေါ်တီးနံပေါ့နော်ဒီယာတီပေါ်စာလေးတွေနဲ့တွဲပြီးတော့ရောင်းဝယ်လေးတွေတွဲလောက်တာတော့ပို့ပြီးအားကောင်းပါလိမ့်မယ်နော်ဥပမာຫນွေယာတီမှာဘလို့ဟာမျိုးတွေရပေါ့နော်ဒါအကျုံဝင်မနဲ့စောင်းယာတီပေါ့နော်မိုးယာတီမှာဘလို့သုံးဆောင်ပစ္စည်းတွေပေါ့နော်လူသုံးကုန်ပစ္စည်းတွေအဲ့လိုမျိုးလေးတွေအာဒါယာတီပေါ်လိုက်တွဲပြီးတော့ရောင်းဝယ်လုပ်ငန်းတွေလုပ်ရှင်တော့ပို့ပြီးတော့အားကောင်းပါတယ်နော်ပွဲရုံပွဲစားလုပ်ငန်းလုပ်နေတဲ့သူတွေကတော့နော်စီးပွားရေး အဆင်ပြေလာတာမျိုးတွေရှိမယ်ပေါ့နော်အလောက်ကင်နေမှာတော့ဒါမျောမန်းထားတဲ့လောက်တော့အော်ပေါ့နော်ဒါမဖြစ်နေပေမဲ့လက်ရှိနေထားအတိုင်းပေါ့နော်ဒါကိုယ့်ရဲ့ကံစရာမှာမိတို့ကမျောမန်းတဲ့လောက်တော့စီးပွားမဖြစ်နေဘူးဒါပေမဲ့လည်းအရင်စူးစူးဝဝနေထားတော့မကြောက်ရောက်ဘူးအမကံစနာမိန်နဲ့တင်းငုံတွေအသားသမီးလေးတွေအတွက်ကတော့ကံညာအားဆိုင်ရမယ်ပေါ့နော်ကံအားညာအားဆိုင်မှသာကိုယ့်အတွက်အဆင်ပြေပါလိမ့်မယ်လုပ်ငန်းစီးပွားပိုင်းနေမှာ အခုနကလိုပေါ့နော်လောဘဒေါသနဲ့နော်စီးပွားရှာလို့မရတဲ့အနေအထားလေးတွေရှိရတဲ့အတွက်နော်စိတ်ကိုအေးအေးထားပြီးလုပ်ငန်းစီးပွားလုပ်ပါလုပ်ငန်းပိုင်းတွေမှာတော့ပြန်ဆိုင်မှုတိုက်ခိုက်မှုမနာလိုမှုလေးတွေရှိရကိုယ့်လုပ်ငန်းပိုင်းတွေမှာပြန်ဆိုင်မှုတွေပေါ့နော်မနာလိုမှုတွေတော့ရှိရတဲ့အတွက်သတိထားပါကိုယ့်ရဲ့လုပ်ငန်းကိုင်ငံကိစ္စလေးတွေကိုပြော့ပြတာတိုင်ပင်တာတွေလုံးလုံးမရတဲ့အနေအထားပေါ့ငါတော့ဘာပြီးရင်ဘာလုပ်မယ်အဲ့လိုမျိုးပြော့ပြလို့မရဘူးပေါ့နော်နောက်ပြီးတော့ဒီဒီနေ့ပိုင်းထဲမှာစနေသားသမီးတွေ အာနောက်ပြီးတော့အခြားသားပရိသတ်သမီးတွေလုပ်ငန်းစီးပွားအတွက်လောက်တာမျိုးထိုနေသားတွေနဲ့တိုင်ပင်နှီးနှောပြီးလုပ်ငန်းစီးပွားလောက်တာမျိုးတွေလုပ်လို့ရပါတယ်နော်အဲ့တော့ဘာသာရေးကောင်းမှုကုသိုလ်တွေနဲ့ရှင်တွဲပြီးတော့လုပ်ငန်းစီးပွားလုပ်ပါကုသိုလ်ရေးဘာသာရေးအားနည်းတဲ့အခါမှာကန်စရာမှိမ့်မယ်ဆန်းကြမယ်ပေါ့နော်အထို့ကြောင့်ဘာသာရေးကောင်းမှုကုသိုလ်လုပ်ပါကောင်းမှုတစ်ခုနေစဉ်ပြုပြီးတော့လုပ်ငန်းစီးပွားလုပ်မယ်ဆိုရင်အရရအဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့ဒီနေ့ပိုင်းထဲမှာအဲ့တော့မိမိတို့အနေနဲ့ပေါ့နော် နောက်ထပ် လူမှုရေးခန္ဓာလေးတွေပေါ့နော်လူမှုရေးခန္ဓာလေးတွေကတော့အားနည်းတဲ့နှစ်ဖြစ်တဲ့အတွက်လုပ်ငန်းပိုင်းတွေမှာလည်းအတိုက်အခိုက်ရှိသလိုကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလည်းပြန်ဆိုင်မှုမနာမှုလူမှုတွေရှိရယ်ကိုယ့်ရဲ့လုပ်ငန်းလုပ်နေတဲ့နော်ဒါပတ်ဝန်းကျင်မှာအချင်းချင်းတွေမှာလည်းအတိုက်အခိုက်လေးတွေရှိရယ်ကိုယ့်ကိုမနာလိုတာလေးတွေရှိရယ်အတွက်တတိထားပြီးပြောဆိုဆက်ဆံမှာလူယုံထားလို့မရဘူးပေါ့နော်အထက်လူကြီးပိုင်းတွေလည်းစိတ်သဘောထားကွဲလဲမှုလေးတွေရှိရယ်မိမိကောင်းသလားမိမိပေါ်ပြန်မကောင်းတာမျိုးလေးတွေရှိရယ်အတွက်လူတိုင်းကိုတော့နော်ယုံကြည်လို့မရဘူးပေါ့နော်အဲ့လိုမျိုးမိမိကစေတနာကောင်းကောင်းထားစိတ်ကောင်းကောင်းမွေးလိုအပ်တော့ အကျိုးပေးပါလိမ့်မယ်။အတော်အလာသတိထားပါအပေါင်းအသင်းသတိထားပါ။အပေါင်းကြောင့်ဂုံတက်စေသလိုအပေါင်းကြောင့်လည်းပျက်စီးစေရတဲ့ပါတယ်။ထို့ကြောင့်ဒီနေ့မှာအပျော်ပါအတောင်စားလောင်းကစားအထူးရှောင်ပေးရမှာဖြစ်ပါတယ်။ဒီနေ့အတွင်းမှာတင်းင်းကုန်းနဲ့တားသမီးတွေအနေနဲ့စိတ်လိုက် member ပြုလို့ပြောဆိုတာလေးတွေအထူးရှောင်ပါနော်။ဘာပဲလုပ်လို့နှုတ်ဆက်နေသူများကိစ္စဝင်မပါမိစေနဲ့သူများကိစ္စနော်ဝင်ပြီးတော့ဝင်ရောက်ဖြစ်ရှင်းတာတွေမလုပ်ပေးနဲ့စေတနာမှာဖြစ်တတ်ပါတယ်။အရာရာကိုဒီနေ့အတွင်းမှာသတိနဲ့ပြောဆိုလုတ်ကင်မှသာအဆင်ပြေလိမ့်မယ်လူယုံထားလို့မရပါဘူးနော်ဒီနေ့ပိုင်းထဲမှာ နောက်ထပ်ငွေကြေးခံနာလေးတွေပြောပြပါမယ်။အဲ့တော့တနင်္ဂနွေအသားသမီးတွေငွေကြေးခံနာပေါ့။လက်ရှိဒီနေ့တွင်းမှာငွေကြေးခံနာလေးတွေကြီးလိုက်တဲ့အခါမှာငွေရှားတာထင်သလားမလွယ်ကူနေဘူးပေါ့။နော်။ထင်သလားမလွယ်ကူနေဘူး။ငွေကအာရှားတယ်၊ကုန်တယ်ဖြစ်နေတယ်။ဝင်လဲဝင်တယ်၊ကုန်လဲကုန်တယ်ဖြစ်နေတယ်။ငွေကလက်ထက်မမြဲဘူးဖြစ်နေရပေါ့နော်။အဲ့လိုမျိုးပြန်ပြန်ပြီးကုန်နေတယ်။ငွေကဝင်တယ်ဒါမကြခင်ပြန်ပြီးကုန်နေတာမျိုးတွေရှိမှာ။တခါလေငွေကဘလို့ဖြစ်နေလဲဆိုတော့ ရှာတာနဲ့ထွက်တာပေါ့နော်အဲ့တော့ဝင်တာနဲ့ထွက်တာမမျှတာတာမျိုးလေးတွေရှိနေတတ်တယ်ပေါ့နော်ဖြန်းလန်းလေးနဲ့ငွေရှာနေတဲ့သူတွေဒုက္ခရောက်တတ်တယ်နော်အဲ့လိုမျိုးအဲ့တော့ငွေဝင်လန်းတစ်ခုတည်းဆိုခက်ခဲစေတတ်တယ်ပေါ့နော်အဲ့ဒါငွေဝင်လန်းတစ်ခုတည်းဆိုခက်ခဲစေတတ်တယ်အဖက်ဖက်ကနေငွေလေးတွေရှာနိုင်မှရမယ်ကိုကဒီဝင်လန်းတစ်ခုတည်းကဒီတပေါက်ထဲနဲ့ရှိနေလို့မင်းရအောင်အဖက်ဖက်ကနေငွေလေးတွေရှာဖွေနိုင်မှစူဆောင်းနိုင်မှငွေရောပေါက်တွေထိန်းနိုင်မှငွေကိုချွေတာသုံးနိုင်မှဒါဒီနေ့ပိုင်းထဲမှာငွေရ ကြံမလိုက်မယ်နော်နှစ်မဆိုရင်ကိုကငွေရပောက်တယ်မထိန်ဘူးပေါ့နော်အဲ့လိုမျိုးဒီငွေဝင်လန်းချောင်းနေရာတစ်ခုတည်းရှိနေမယ်ဆိုရင်ခက်ခဲမှုတွေကြုံတွေ့ရလိုက်မယ်ဥပမာဝင်နန်းနေဆိုရင်တော့ငွေဝင်လန်းလာတစ်လမှတစ်ခါပဲရှိရဆိုရဲအတွက်ခက်ခဲမှုတွေရှိလာနိုင်တယ်ထို့ကြောင့်တခြားတစ်ဖက်ကလည်းငွေဝင်လန်းနေရှာစီးပွားရေးလုပ်နေတဲ့သူတွေကလည်းဒီကိုလုံနေတဲ့လုပ်ငန်းမြေတခြားဝင်ငွေရမဲ့လုပ်ငန်းလေးတွေနည်း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 ချင်းစီတွဲလို့ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှာဖွေနိုင်မှပေါ့စ조사ရှာဖွေနိုင်မှငွေရေးကြေးရကန်ကောင်းလာမယ်သဘောပေါ့နော်ငွေမြဲစေလိမ့်မယ်အဲ့တော့ရန်ဆန်ရှိရလေးပေးစရာ ရှိရခက်ခက်နိုင်တယ်ကိုကရဆရာရှိရတဲ့စัญญาနိုင်တယ်အဲ့တော့ပေးဆရာရှိရခက်ခက်တဲ့တဲ့အတွက်အမခန္ဓာချင်းကားတာတတိထားပါနော်လောင်ကစားလို့လို့မရပါဘူးဒုက္ခရောက်တတ်ပါတယ်အဲ့တော့ငွေဝင်လန်းလေးတွေရတယ်တချို့လားတွေမှာပေါ့မယ်ငွေကအာအခုကဆင်မပြောလိုက်တဲ့အခါမှာငွေကအာဒီတင်တို့ကံမကောင်းတော့ဘူးလားအဲ့လိုမျိုးမဟုတ်ဘူးအာဒါ12လအတွင်းမှာဆိုရင်တချို့လားတွေမှာငွေဝင်လန်းလေးတွေပေါ်လာလိမ့်မယ် เนาะအကြောင်းမျိုးမျိုးနဲ့ငွေဝင်စရာတွေပေါ်လာလိမ့်မယ်ပေါ့เนาะအဲ့လိုမျိုးဝင်လာလိမ့်မယ်အဲ့ဒီချိန်မှာငွေဝင်လာရင်လည်းဒါနကောင်းမှုပြုပေးပါเนาะနောက်ပြီးတော့ငွေကိုစုဆောင်းဖို့တော့လိုအပ်လိမ့်မယ်ပေါ့เนาะအဲ့ကြောင့်ငွေရေးချင်းအများအားကန်ကောင်းမှုအတွက်ကိုเนาะလက်ပွင့်ကာလလက်နှိုးကာလလေးတွေနေစဉ်ယူပြီးတော့ဖြတ်သန်းမှာငွေရုပ်ပေါက်တွေထိမ့်မှာအဲ့ဆိုငွေရေးချင်းကပြန်ပြီးတော့เนาะဒါစုဆောင်းမိလာမယ်ကန်ကောင်းလာမယ်ပေါ့เนาะအဲ့တော့နောက်ထပ် ဒီနေ့အတွင်းမှာအိမ်တွင်းရေးပိုင်းလေးတွေနော်ဆင်မပြပြပေးသွားမယ်အိမ်တွင်းရေးခန္ဓာလေးတွေအိမ်တော်ရေးခန္ဓာလေးတွေပေါ့နော်အော်လက်ရှိဒီနေ့မှာအိမ်တွင်းအိမ်တော်ရေးခန္ဓာလေးတွေကတော့အဆင်အဆင်မပြေမှုလေးတွေနိုင်ငံရှိနေလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီနေ့မှာဒါဒီနေ့ကကန်စာရတနင်္ဂနွေတာသမီတွေအိမ်တွင်းရေးလေးတွေနည်းနည်းပူပန်မှုလေးတွေကြုံရမဲ့ကန်စာတာမျိုးတွေ့နေရတာပေါ့နော်အဲ့လိုမျိုးလေးတော့ရှိတယ်အကြီးအကဲပိုင်းနေတဲ့အိမ်မှာအဆင်မပြေဘူးအိမ်မှာအကြီးအကဲပိုင်းနေတဲ့အတူတူနေတယ်ဥမာအမေအဖေအတော်ဦးလေးအဲ့လိုမျိုးလေးနေအတူတူနေတယ်အကိုရေမနေတဲ့အတူတူနေတယ်ဆိုရင်အဲ့လိုအကြီးအကဲ ပိုင်းအနေနဲ့ပတ်သက်ပြီးတော့စိတ်သဘောထားကွဲလဲတာမျိုးတွေပေါ့နော်သူတို့ကဒါလုပ်ချင်တယ်ကိုကဒါလုပ်ချင်တယ်လို့စန့်ကျင်ဘက်ဖြစ်နေတာမျိုးလေးတွေကြောင့်ပေါ့နော်အိမ်တွင်းလေးမှာလည်းအနေနဲ့အဆင်မပြေဖြစ်တဲ့အကြီးပိုင်းအကြီးကဲပိုင်းနဲ့စကားချစ်နေနေပြောနေရတတ်တာပေါ့နော်အဲ့လိုမျိုးတွေရှိတယ် အဲ့နွေးပိုင်းမှာလည်းအနမအမြဲတမ်းပေါ့တချစ်ချစ်လေးတွေဖြစ်နေတတ်တဲ့အတွက်အိမ်ဆူနေတတ်တယ်ပေါ့နော်။နောက်ထပ်အာပေါ့နော်ဒါအိမ်နောင်ရဲခန္ဓာလေးတွေပေါ့နော်။မမိအိမ်နောင်ဘက်နဲ့လည်းမကြခဏရန်ပေါ်တာစကားများနေရပါတယောက်ကတယောက်ပေါ်တယောက်အမြင်မကြည်တာလေးတွေစိတ်သဘောထားကွဲလွဲမှုလေးတွေရှိနေတတ်တယ်။မမိအိမ်နောင်ဘက်ရဲ့ဥပ္ပခါပြမှုလေးတစ်ခါတရံခံရတတ်တယ်ပေါ့နော်။မမိစိတ်နဲ့တထထဲမကြနေတာမျိုးလေးတွေရှိရဲပေါ့။တို့ကြောင့်အိမ်နောင်ရဲမှလည်းဂျားလူအနောက်ရှက်လေးတွေဝင်လာနိုင်တဲ့သစ္စာရှိရှိလက်တွဲပါ ဲ့တော့ဘလို့ချားလို့နောက်ဆက်လေးတွေဝင်လာနိုင်လဲဆိုတော့အမျိုးသမီးဖြစ်စီနောက်ဆက်တွေအမျိုးသားဖြစ်စီနောက်ဆက်လေးတွေဝင်လာနိုင်တယ်ပေါ့တိစ္ဆာရှိရှိလက်တွဲနိုင်မှာအဆင်ပြေမယ်ပေါ့နော်အိမ်အောင်ရေးမှာအပျော်ပါအတော့စားရှိတဲ့လူဆိုအိမ်တွင်းအိမ်အောင်ရေးမေးချန်ကိုအိမ်အောင်ရေးဆရာရှုပ်ပါကမမြုံလင်းထားတဲ့ပြဿနာလေးတွေတက်လာနိုင်တယ်ပေါ့နော်ထို့ကြောင့်အခက်မသိအိမ်အောင်ကွဲကိန့်ပြက်ကိန့်လေးတွေကြုံရနိုင်တဲ့အတွက်အိမ်တွင်းအိမ်အောင်ရေးပိုင်းတွေမှာနားလည်မှုနဲ့တိစ္ဆာရှိရှိနဲ့အလျှော်ပေးအရှုံးပေးပြီးတော့စိတ်တူကိုယ်တူလက်တွဲနိုင်မှာအဆင်ပြေမယ်ဒီကတော့ဖောက်ပြန်ရှုပ်ထွေးမှုတွေအပျော်ပါတော့စားမရှိဘူးဆိုရင်အိမ်တွင်းရေးတွေအဆင်ပြေပြီးတော့ဒီလိုမျိုးဖြစ်လာတဲ့သူတွေအတွက်ကတော့ အိမ်နွေးရေးမအေးချမ်းမဲ့ပူတော့ကများနိုင်ပါတယ်เนาะဒါထို့ကြောင့်အိမ်ဆောင်ရေးမှာနည်းနည်းလေးပေါ့အရာရာကိုเนาะအမ်ပြောရမယ်ဆိုရင်လက်ရှိဒီနှစ်မှာအိမ်တွင်းအိမ်ဆောင်ရေးပိုင်းတွေနည်းနည်းလေးတတိထားမယ်နှစ်ဖြစ်တဲ့အတွက်ကိုအေးချမ်းချမ်းနဲ့ရှိအောင်နားလည်မှုနဲ့သစ္စာရှိရှိလက်တွဲဖို့လိုအပ်လိမ့်မယ်เนาะ နောက်ထပ်ငရဲသူတွေအတွက်ခြေရေးကဏ္ဍလေးတွေကိုပြပြပေးပါမယ်အဲ့တော့မေတ္တာရေးကဏ္ဍလေးတွေကိုကြည့်လိုက်တဲ့အခါမှာဒီနေ့မှာဆန်းတော့ပွင့်နေပါလိမ့်မယ်နော်ဆန်းပွင့်နေနှစ်ဖြစ်ပါတယ်ချစ်သူမရှိပါကချစ်သူကြီးစားရလာလိမ့်မယ်ကိုယ့်ကိုစိတ်ဝင်စားတဲ့သူတွေနော်ပေါ်လာနိုင်မိမယ်ဒါပေမဲ့ငရဲသူတွေအတွက်ကအခြေရေးကဏ္ဍလေးမှာရွေးချယ်ဖို့နော်ရွေးချယ်တဲ့နေရာမှာမမားဖို့လိုအပ်လိမ့်မယ်နော်တက်ကြီးရွယ်ဖို့မလွတ်လပ်သူတွေနဲ့ကိုယ့်ကိုချစ်ကပ်လာတာမျိုးတွေကြုံတွေ့ရနိုင်တယ်နော်ထိုးထိုးချစ်ကပ်လာပြီဆိုရင်ကိုကဒါလက်ခံမယ်ဆိုရင်ဒုက္ခရောက်တတ်ပါတယ်ထို့ကြောင့်မိမိတို့အနေနဲ့အချိန်တစ်ခုလေးလာပြီးမှ ရွေးချယ်ပါเนาะတော့နှလုံးသားကိုအလိုမလိုက်ပါနဲ့เนาะဒါမမီတို့ကဥနောက်ကိုเนาะဥနောက်နဲ့ရွေးချယ်မှသာကိုယ့်အတွက်ပို့ပြီးအဆင်ပြေမယ်เนาะအခြေခံနာလေးမှာစိတ်နစ်တဲ့သူကတော့ပို့ပင်မဲလိမ့်မယ်เนาะရုတ်တဲ့အိမ်အောင်ကြရင်ဒီနေ့ပိုင်းထဲမှာငရဲသူတွေရုတ်တဲ့အိမ်အောင်ကြရင်ရုတ်တဲ့ပြန်ကွဲနိုင်တယ်ထို့ကြောင့်ဒါအိမ်အောင်ပြူဖို့အနေထားမှာเนาะအချိန်တကူလေးလာပြီးမှအိမ်အောင်ပြူပါเนาะရုတ်တဲ့အိမ်အောင်ကြရင်ပြန်ကွဲနိုင်တဲ့ကံကြမ္မာမျိုးရှိပါတယ်เนาะငရဲသူတွေအတွက် အဲ့တော့အခြေရခဏလေးမှာထင်မြင်လွယ်မှားမှုလေးတွေပေါ့နော်ရှိမယ်မိမိချစ်သူကြောင့်စိတ်ပင်ပန်းတာမျိုးသဝင်တို့စိတ်မချမှုလေးတွေရှိနေတယ်ပေါ့နှူးချားတဲ့မှာနောက်ဆက်လေးတွေဝင်လာနိုင်တယ်ပေါ့နော်အဲ့လိုမျိုးချစ်သူဆောင်တွဲတွေအနေနဲ့တနေ့တည်းချေးသွားခြင်းကြောင့်ချစ်သူအူဝေးကွာတာမျိုးလေးတွေကြုံတွေ့ရတတ်ပါတယ်เนาะနောက်ပြီးတော့ဒီနှစ်အတွင်းမှာခြေခန္ဓာလေးတွေကြည့်လိုက်တဲ့အခါမှာ တန်တရာပေါ့နော်တန်တရာပွားဆရာလေးတွေတဝင်းတို့မူလေးတွေအားများနေတက်တယ်ဂျားလူအနောက်ရှက်လေးတွေဝင်လာနိုင်တယ်ပေါ့နော်အဲ့တော့ဒီနှစ်တွင်မှာအခြေဆရာရှုပ်တာလေးတွေလည်းဖြစ်လာနိုင်ပါတယ်ထို့ကြောင့်ချစ်သူနှုတ်ပေါ့နော်တရားနဲ့တရားအစမပြေဖြစ်တာမျိုးခံမသိရင်ကွက်ကိန်းပြက်ကိန်းနေချုံရတာမျိုးပေါ့နော်အခြေဆရာရှုပ်တာလေးတွေဖြစ်လာပြီဆိုပါက ပွမ်းနိုင်ပြက်နိုင်တဲ့အနေအထားလေးတွေကြုံတွေ့ရတဲ့တယ်ထို့ကြောင့်အခြေခံအနေအထားလေးမှာလည်းငယ်သူတွေအတွက်စမ်းပွင့်နေဆိုပေမဲ့เนาะဒါပေမဲ့အခြေခံအနေအထားမှာမိမိပေါ်မှာလိန်ညာလှဲစားတာမျိုးလေးတွေခံရတဲ့အတွက်အထူးသတိထားပြီးတော့စောင့်ကြည့်ရမယ့်နှစ်ဖြစ်ပါတယ်เนาะအခြေခံအနေအထားလေးမှာယုံကြည်မှုလွန်လွန်ကဲကဲထားလို့မရတဲ့နှစ်ဖြစ်ပါတယ်เนาะတနင်္ဂနွေသားသမီးလေးတွေကနောက်ထပ် ကျမ်းမာရေးခန္ဓာလေးတွေပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့တင်းငွေ့တဲ့အသားသမီးတွေလည်းရှိเนาะဒါနှစ်မှာကျမ်းမာရေးခန္ဓာလေးတွေကြီးလိုက်တဲ့အခါမှာအနှဲငယ်ခြူချနေတတ်ပါတယ်မကြာခဏဆိုသလိုဖြစ်တတ်တဲ့ယောဂါလေးတွေကတော့ခေါင်းမကြည့်တာလေးတွေအောင်ကျော်အားနေတာမျိုးအရေပြားရရတာမျိုးလေးတွေရှိမဲ့အစာအိမ်လေးအောင်တာလေးတွေလည်းရှိတတ်တဲ့အစာမဆေးမဖြစ်တတ်တဲ့ပေါ့နော်နောက်ပြီးတော့ရာသီအကူပြောင်းလဲဖျားနာတတ်တဲ့နှွေရနေမိုးအကူမိုးကနေဆောင်းအကူဆောင်းကနေနှွေအကူပေါ့နော်အဲ့လိုမျိုးလေးမှာနှာစီချောင်းဆိုးဖြစ်တာမျိုးလေးတွေဖျားနာတာမျိုးလေးတွေဖြစ်တတ်ပါတယ်တဲ့နောက်ပြီးတော့အသေးစား accident ပေါ်ပါတယ်ထိခိုက်ဒဏ်ရာရတဲ့တာလေးရှိမယ်เนาะချိန်လက်ထိခိုက်ဒဏ်ရာရတဲ့တဲ့ဆိုင်ကယ်ကားဆရာလေးတွေတတိထားပြီးတော့เนาะဟောစီပေးပါ အသက်ကြီးပိုင်းနေပေါ့နော်အသက်ရွယ်ကြီးရင်းတဲ့သူတွေအနေထားကတော့ဖြစ်တဲ့ယောဂါတွေရပေါ့နော်အကျောအားနေယောဂါလေယောဂါရေချောမှားတာမျိုးအစားမှားတာမျိုးတွေကြောင်းနဲ့အဲခြူကြတတ်တာမျိုးတွေရှိမယ်သွေးပေါင်အတက်ကြလေးဖြစ်ပြီးတော့မူမောရှင်တုံနာလေးတွေဖြစ်တတ်ပါတယ်ပေါ့နော်အဲ့တော့ကျန်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့ဆေးဦးဆေးကန်းပြရတာဆေးတို့ဆေးတောက်လောရတာဆေးဆွဲတောက်ရတာမျိုးတွေတော့ကြုံတွေ့ရတတ်တယ်ဒါပေမဲ့ကြီးကြီးမားမားအသက်အနေဆိုရင်ကြတော့မရှိဘူးပေါ့နော်အဲ့လိုမျိုးဒီလိုမျိုးယောဂါတွေကအကုန်လုံးဖြစ်မယ်လို့မဆိုလို့ဘူးဒီတစ်နှစ်အတွင်းမှာတစ်ခုမဟုတ်တစ်ခုဖြစ်လာနိုင်တဲ့ ယ်ဆိုတဲ့အနေထားလေးတွေ့ရတဲ့အတွက်ကျန်းမာရေးပိုင်းလေးမှာနည်းနည်းဂယုစိုက်တင်တယ်နော်နောက်ထပ်ပညာရေးခဏလေးတွေပေါ့နော်အဲ့တော့ပညာရေးခဏလေးတွေကိုကြည့်လိုက်တဲ့အခါမှာတနင်္ဂနွေသားသမီးကလက်ရှိနှစ်မှာပညာရေးစတာလေးတွေကတော့အကောင်းဆုံးနှစ်ဖြစ်ပါတယ်ဒီနေ့မှာဆရာကောင်းသမားကောင်းတွေနဲ့တွေ့မယ်အသိပညာဘုသူတာလည်းတိုးပွားမယ်မမီးကိုယ်တိုင်ပေါ့နော်စူးစားထုတ်မှုဖြင့်အောင်မြင်နိုင်သလိုတဲ့မမီးရဲ့ပေါ့နော်ဒါကံအားညာစိုက်ပြီးတော့ တော့ဒီစူးစမ်းမယ်ဆိုရင်စူးစမ်းတဲ့လောက်ကိုအောင်မြင်မဲ့နှစ်ပေါ့ဒါပေမဲ့ပညာရေးဘက်မှာအခက်အခဲထင်းငော်လေးတွေရှိမယ်နောက်ပြီးတော့နောက်ကနေပြီးတော့ကိုယ်ပံပိုးမှုထောက်ပံ့မှုအားနဲ့တက်တဲ့အတွက်လည်းကိုယ်ကိုယ်တိုင်သာเนาะဒီအရာရာအခက်အခဲချားတဲ့အနေနဲ့ပြီးတော့စူးစမ်းရုန်းကန်နိုင်တော့အောင်မြင်မယ်အောင်မြင်နိုင်မယ့်အနေထားမှာရှိပါတယ်เนาะအဲ့တော့စူးစမ်းမှုဖြစ်တော့ရည်မှန်းချက်တွေเนาะရောက်ရှိနိုင်ပါတယ်အောင်မြင်နိုင်တယ်အဲ့တော့ပညာရေးမှာ လူမှုရေးပေါင်းသင်းကြောင့်ပညာရေးထိခိုက်တတ်တယ်အခြေရေးကျန်းမာရေးကြောင့်ပညာရေးထိခိုက်တတ်တယ်ထို့အရာတွေစိတ်နစ်နေတယ်ဆိုရင်တော့ပညာရေးခက်ခဲမှုတွေကြုံတွေ့ရနိုင်တယ်ထို့ကြောင့်ကိုက ကိုအနေနဲ့အပေါင်းအသင်းနေပေါ့နော်အရင်ပေါ့ပညာသင်ချိန်မှာအပေါင်းအသင်းနေမတာမျိုးအခြေရေးစိတ်နစ်တာမျိုးတွေပေါ့နော်မပြုတ်လို့တင်ဦးကျမ်းမာရေးခရူးဆိုင်ပြီးတော့စူးစမ်းမယ်ဆိုရင်အဆင်ပြေနေနိုင်မယ်တော့အဆင်ပြေလာနိုင်မယ်ပေါ့နော်ထို့ကြောင့်ပညာရေးဘက်မှာရှောင်းဒီခုဆင်မှာပြောတဲ့အရာလေးတွေရှောင်းပြီးတော့စူးစမ်းနိုင်ရင်မိမိစူးစမ်းတဲ့လောက်ကိုထွန်းပေါင်းနိုင်တဲ့နှစ်ဖြစ်ပါတယ်နော်ဒီနေ့ကပညာရေးကန်စားတာအားကောင်းတဲ့နှစ်ဖြစ်ပါတယ်နောက်ထပ်နိုင်ငံခြားခီးကန်လေးတွေပေါ့ နိုင်ငံခြားခီးကန်နေနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီနှစ်ကန်သလားရပြည်တွင်းပြည်ပခီးလေးတွေရှိရပေါ့နော်ပြည်တွင်းပြည်ပခီးကန်လေးတွေအကောင်းတဲ့အတွက်ပြည်တွင်းခီးစဉ်ကောပြည်ပခီးစဉ်ရောတော်ရောက်ရမယ့်ကန်သလားမျိုးမိမိတို့မှာရှိနေပါတယ်အဲ့တော့မိမိတို့အနေနဲ့ပေါ့နော်ဒါပြည်ပခီးစဉ်တွေပေါ့ကြန့်ကြာနေတဲ့ခီးစဉ်တွေဒီနှစ်မှာသွားပြဖို့ကန်သလားရှိရဲဆောင်းဆိုင်နေရတဲ့ခီးစဉ်လေးတွေလည်းသွားကန်ရှိတယ်ပေါ့နော်ဒါနိုင်ငံခြားကန်အခွင့်အလမ်းတွေပေါ်လာမယ့်နှစ်တဲ့လက်ရှိဒီနှစ်ကနိုင်ငံခြားကန်အခွင့်အလမ်းလေးတွေပေါ်လာမယ့်နှစ်ဖြစ်ပါတယ်ထို့ကြောင့်နိုင်ငံခြားခီးစဉ်ပြည်တွင်း င်းပြည်ပါခီးစဉ်ရှိတယ်ပြည်တွင်းမှာဆိုရင်လည်းဖျားဖို့ခီးစဉ်တွေပါတွေတော့အတက်တယ်ပေါ့နော်အဲ့လိုမျိုးကိုကအတိထက်အပျော်ခီးစဉ်မဟုတ်ချင်တော့မှပဲဖျားဖို့ခီးစဉ်လေးတွေထွက်ရတတ်တယ်နောက်ထို့ကြောင့်ဒီနေ့အတွက်ပြည်တွင်းပြည်ပါကံလေးတွေကတော့အားကောင်းတဲ့နှစ်ဖြစ်ပါတယ်အဲ့တော့ဒီနေ့အတွက် ဒါအချိုးပေးခန်းလေးတွေကိုပြောပြပေးပါမယ်အဲ့တော့အချိုးပေးခန်းလေးတွေကတော့ငါးခန်းတုံညာခန်းခွန်ခန်းသုံးခန်းလေးရတော့အချိုးပေးခန်းလေးတွေဖြစ်ပါတယ်ထီထိုးမယ်ဆိုရင်ဒီခန်းလေးတွေရွေးပြီးတော့ထီထိုးသင့်တယ်ပေါ့နော်နောက်ထပ်အချိုးပေးကလာလေးတွေပြောပြပါမယ်အဲ့တော့ဒီနှစ်တွင်းမှာကိုကပေါ့နော်ဒီအရေးကြီးသောကိစ္စတွေအာအရေးကြီးသောခီးစင်နေအရေးကြီးသောကိစ္စဘောကပြုလို့ပြောဆိုရမှာဝစ်စင်အုံပြုခြင်းဖြစ်ကန်စရာပွင့်လန်းစင်မဲ့ကလာလေးရတော့ပန်းရအောင် ပန်းရောင်လေးတွေပန်းစီရောင်အနက်ရောင်နက်ပြရောင်ကလာရင်းရင်လေးတွေပေါ့နော်ဒါအချိုးပြုတဲ့နေ့ဖြစ်တဲ့အတွက်ထိုးရောင်လေးတွေဝစ်စင်သုံးပြုခြင်းဖြင့်ကန်စရာပွင့်လန်းလာပါလိမ့်မယ်နော်အဲ့တော့ဒီလအတွင်းဒီနှစ်အတွင်းပေါ့နော်ဒီနှစ်အတွင်းမှာဆိုရင်လဆင်ပေါ့နော်ရှောင်းရံဆောင်းရံလေးတွေပြောပြပါမယ်အဲ့တော့ဒီနှစ်အတွင်းမှာအထူးရှောင်းရမယ့်အရာတွေပေါ့တနင်္ဂနွေသားသမီးတွေလောင်းကစားပြုလုပ်ခြင်း နော်အပျော်ပါလိုက်စားခြင်းသူ့တဲ့တဲ့ချင်းနော်နောက်ပြီးတော့အမဲသားစားခြင်းရှောင်ပေးရမယ်နော်အော်ဒါဒီအရာတွေကအထူးရှောင်ပေးရမှာပါ နောက်ထပ်ပေါ့နော်ဒါအစိမ်းရောင်ရဲ့အဝါရောင်ဝစ်ဆင်ခြင်းရှောင်ပေးကန်စရာမှိန်တတ်တယ်နော်နောက်ထပ်ပြီးတော့ အာဆောင်ရံပေါ့နော်အာဆောင်ရံကဘာကြီးလုံးဝမလဲဆိုတော့ဒီတနေ့လုံးကံကောင်းဖို့ပေါ့နော်အများထဲမဲ့ဒါနသီလတွေပေါ့နော်ဘာသာရေးဒါနသီလရင်းနဲ့ရှင်သင်မှာနေ့စဉ်လက်ပွင့်ခါလာလက်နိုးခါလာလေးတွေရွတ်ပါအန်ဒီယကင်းကုံတော်လေးတွေရွတ်ပြီးတော့လုပ်ငန်းဆောင်တာကိစ္စအဝါပြုလုပ်ချင်းဖြင့်ခက်ခဲမှုတွေလွတ်မြောက်နိုင်တယ်နော်အာဒါဒီတနေ့လုံးအတွက်ဒါဆောင်ရဆောင်ရပေါ့နော်နောက်ထပ်ဒီတနေ့လုံးအတွက်ကံကောင်းစေမဲ့ကံကောင်းစေဖို့အတွက်ပြုလုပ်ရမယ့်ရေတရားလေးတွေပေါ့နော်အဲ့ဒါဘာတွေလုပ်ရမလဲဒီတနေ့အတွင်းမှာ အဲ့တော့အဆဆရာကန်ကောင်းစင်ဖို့ပြုလုပ်ရမယ့်ရေတရားလေးရမမီးရဲ့အိမ်ဖះမှာနေစင်ပေါ့ထောဖက်ထမင်းနော်ထောဘက်ထမင်းအာနေစင်မဟုတ်တော့တပတ်ကို2ချိန်3ချိန်ပေါ့နော်ကတ်လူပါနိုးနိုးလေးတစ်ခွက်ကတ်လူပါနော်ထောဘက်ထမင်းနိုးတစ်ခွက်နောက်ပြီးတော့မှွေးသောပန်းလေးတွေကတ်လူပေးပါနော်မှွေးသောပန်းလှသောပန်းလေးတွေကတ်လူပြီးတော့ဒါမမိအိမ်ဖះမှာ နော်ကတ်လို့ပြီးတော့လိုရဆူတောင်းပေးပါဒါနေ့စဉ်ကတ်လို့မယ်ဆိုရင်လှူလို့ရသလိုတပတ်ကို2ချိန်3ချိန်စီစဉ်နာရှိသလိုကတ်လို့ပေးလို့ရပါတယ်ဒါဒီလိုမျိုးတွေလှူတန်းပြီးတော့ကိုဖြစ်ရှင်နာလိုချင်တာလေးတွေဆူတောင်းပေးပါနေရင်ဖျားကန်တက်တက်ရှင်းရှင်းထားပေးပါနော်နေရင်တက်တက်ရှင်းရှင်းထားမယ်ဖျားကန်တက်တက်ရှင်းရှင်းထားပေးပါနောက်ထပ်နေတဲ့ဒီတနေ့ပတ်လုံးမှာဆဆရပါဘောနော်ကောင်အញ្ញံလေးတွေပပပြအောင်ပြုလုပ်ရမယ်ရေတရားလေးအញ្ញံလေးတွေကိုမှရှိရဆိုရင်ဒီလိုရေတရားလေးတွေပြုလုပ်ခြင်းဖြင့်အញ្ញံလေးတွေပပပြအောင်ပါဒီလိုမျိုးကုသိုလ်လေးတွေကတော့ဘာလေးတွေပြုလုပ်ရမလဲဆိုတော့နေ့စဉ်ဘောနော် မိမိတို့ကအာနေ့စဉ်တော်လကောင်းပေါ့နော်တပတ်ကိုတစ်ချိန်နှစ်ချိန်တော်လကောင်းလမ်းမေးခွေးလေးတွေမကြမကြအစာကျွေးပါနော်မမီးတို့ရဲ့မွေးနံတောင်မှာရောင်စုံရဲ့၆ချောင်းလှူပါငှက်ကလေးတွေလွတ်ပါနော်ငှက်ကလေးတွေလွတ်ပါသူ့တက်တဲ့ချင်းရှောင်းမှာ နော်အဲ့လိုမျိုးလေးတွေပြုလုပ်ခြင်းဒီလိုမျိုးလေးတွေမကြမကြပြုလုပ်ပေးခြင်းဖြင့်ကိုယ်မှရှိတဲ့အញ្ញံလေးတွေပပျောက်ပါသေးဆူတောင်းပြီးတော့ပြုလုပ်ပေးပါအဲ့ဒါဆိုရင်အဲဆူဆူဝါအញ្ញံတွေမကြရောက်နိုင်ဘူးဒီလိုမျိုးလေးတွေပြုလုပ်ပေးပါနော်ဒါကတော့အញ្ញံခြေဖို့အတွက်ပြုလုပ်ရမယ့်ရေဒီယာလေးတွေရဲ့ကန်ကောင်းဖို့အတွက်ပြုလုပ်ရမယ့်ရေဒီယာလေးတွေကိုတနင်းငန်းတွေတားသမီးတွေအတွက်ဒါပြုလုပ်နော်ဒါပြုလုပ်ဖို့အတွက်ဆင်မပြော့ပြပေးသွားတာဖြစ်ပါတယ်အဲ့တော့ ဒီတနင်္လာမှဆိုရင်ပေါ့နော်တနင်္ဂနွေသားသမီးတွေကဆင်မပြောတဲ့အတိုင်းဆောင်ရယ်ရှောင်းလေးလိုက်နာပြီးတော့ပေါ့နော်ကုသိုလ်ကောင်းမှုလေးတွေပြုလုပ်ပြီးတော့ဘဝကိုဖျက်ဆီးမယ်ဆိုရင်ကြုံတွေ့နေရတဲ့အခက်အခဲလေးတွေလွတ်မြောက်သွားပါလိမ့်မယ်အခက်အခဲမှုတွေရှိတယ်ဆိုရင်လည်းပဲမကြခင်ပြန်ပြီးအဆင်ပြေလာပါလိမ့်မယ်နော်အဲ့တော့ဆင်မပေးတဲ့ရည်ရည်လေးတွေကောင်းမှုကုသိုလ်လေးတွေတည်တည်ချာချာပြုလုပ်ပေးပြီးတော့ကံကောင်းမှုတွေရှာယူပေးပါယနေ့မှစတနင်္ဂနွေသားသမီးတိုင်းဆဆရအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေလည်းတိုးတက်ကြပါသည်အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးတွေအန ေဘေးတွေကင်းဝေးကြပြီးတော့စိတ်ရည်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆ iam ဆောလာနွေကနေစုတောင်းမြတ်တာပို့တာလိုက်ပါရရှင်။